ဒါကြီးနဲ့ကိုလိုနေကတလေတဲ့စီ ခီတခီရဲသွား तू က၈၀ तू ကဥစားဖောက်တဲ့လမ်းကိုကိုကနောက်ကလိုက်ရတယ်သူတို့ရင်တော့ဖောက်ခဲ့တဲ့လမ်းကိုတော်မီတို့ကိုသိန်းနန်တို့ကိုတော်ကိုပြတာတို့ကိုတန်းနိုင်တို့သူတို့ရင်တော့လမ်းတည်းရဲ့တယုတ်ပြက်ဂီတာဆယ်လမ်းဖောက်ခဲ့တဲ့လမ်းမှာကိုတို့ခုလိုပေါ်တော့လူကြီးနေရာအထိ ဝင်ပြီးပါလို့ရတယ်ဆိုတာသူတို့ယေရှုပါသူတို့နဲ့ကိုရိုနဲ့ကအကိုတဲ့ရှေ့ကစီနီယာဖြစ်တဲ့အတွက်အကိုတို့ကလေးတွေကသူတို့အမြဲတမ်း respect အနေနဲ့မျှော်ရောင်လာပို့တာပါကိုဗစ်တာကိုဗစ်တာကင်ညိုရဲ့အကြီးစားပေးတဲ့တယောက်တွေနဲ့လာပို့တာ ြန်သမားတယောက်အစ်စ်တယောက်ဆုံးရှုံးပြီးတော့အကိုတို့အမြဲတမ်းအကိုအလုတ်အားတဲ့နေနဲ့ကျုံလို့ရှိရင်အကိုလိုက်ဖို့ဖြစ်ပါတယ်ဗောနော်တခါတခါကျအလုတ်မအားလို့ underground state underground to state ရိုက်တော့ဆိုအကိုမအားဘူးလေတပတ်မှ၄ရက်မအားဘူးဆိုအဲ့တော့လိုက်မပို့ရတဲ့ဒိတ်တွေအများကြီးရှိပါတယ်ဗောနော်အခုဒါကြောင့်အခုကကိုပီတာနေဆိုတော့အကိုရောက်အောင်လိုက်ဖို့တဲ့သဘောပါပဲအလုတ်ကမအားရင်တော့အကိုမပို့နိုင်ဘူးဒီနေ့ကတော့အလုတ်ကိုရှောင်လို့ရတဲ့နေဖြစ်တော့အကိုရောက်အောင်လာပြီးတော့ပို့တာပါကိုပီတာအတွက်နောက်ဆုံးခီးမှာအကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့လုတ်ဆက်တဲ့သဘောမှာအကိုရောက်လာတာပါ အမှုညာရှင်မှာကိုတို့လေးစားတဲ့အမှုညာရှင်ကအများကြီးပါနော် လေးစားတဲ့အဆိုတော်တွေရောလေးစားတဲ့ artist တွေရောလေးစားတဲ့လူပုဂ္ဂိုလ်ရောအဲ့လိုမျိုးအများကြီးရှိပါတယ်အဲ့တော့အကူကအားလုံးကိုလေးစားပြီးသားဖြစ်တဲ့အတွက်ဘယ်သူဆုံးဆုံးတက်နိုင်ရင်တော့ရောက်အောင်လာပါတယ်ပေါ့နော်အခုလည်းကိုပီတာကျတော့အကူရဲ့ guitar သမားရဲ့ legend သူကအဘိချင်းမှာဂီတာတီးတယ်ဟုတ်နော်အရင်ကသူတို့ရှိတ်တွေပဲတီးတဲ့တမိုင်းတွေလည်းအများကြီးရှိတယ်ဆိုကွန်ပျူတာအခုတို့ရဲ့ music မှာလည်း legend အဆိုတော်မှာလည်းသူရဲ့ like ခဲ့တော့ကိုရဆာပြီး LBJ ကမတိုင်ခင်ခက်ကောသူဆိုတဲ့ຫນွေရောကအခုအများကြီးတီးဘူးတယ်ကွာအခုစားထဲမှာဆိုလည်းရေးဘူးတယ်ຫນွေရောက်ပြီလေဆိုအခု Instagram တောင်တီးဘူးသေးတယ်ဆိုတော့ကွန်ပျူတာကြီးနဲ့ကိုလိုနဲ့ကတလီတဲ့စီခီတခီရဲ့သွား तू ကရှေ့ကသူတို့ဥစားဖောက်တဲ့လမ်းကိုကိုတို့နောက်ကလိုက်ရတယ်လက်ကတော့အခုတို့ခေရောက်တဲ့ချိန်မှာဒီအခွင့်အရေးတွေကိုကိုတို့ခံစားရတဲ့အခုတို့အိမ်တွေဝယ်တိုက်တွေဝယ်ကားတွေစီးနေတယ်ဟိုမိသားစုနဲ့ ဟိုအစီအပြေခီးသွားတာဒီလမ်းကြောင်းကိုကိုယ်ကရှောက်နေကြတာလေသူတို့အရင်တော့ဖောက်ခဲ့တဲ့လမ်းကိုတော်မီတို့ကိုသိန်းနိုင်တို့ကိုတော်ကိုပြတာတို့ကိုသန်းနိုင်တို့သူတို့အရင်တော့လမ်းတည်းရဲ့တေယုတ်ပြက်ဂီတာဆိုလမ်းဖောက်ခဲ့တဲ့လမ်းမှာအခုတို့ခုလိုပေါ်တော့လူကြီးနေရာအထိဝင်ပြီးပါလို့ရတယ်ဆိုတာသူတို့ကျေးဇူးပါဒါကြောင့်မို့သူတို့နဲ့ကိုတို့နဲ့ကအခုတဲ့ရှေ့ရစီနီယာဖြစ်တဲ့အတွက်အခုတို့ကလေးတွေကသူတို့အမြဲတမ်း respect အနေနဲ့မရောက်အောင်လာပို့တာပါကိုပီတာကိုပီတာခင်ညိုရဲ့အကြီးစားပေးတဲ့တယောက်နေနဲ့လာပို့တာပါ အကိုကကိုကနာလည်းပြောဦးပါတယ်။ तू အမြဲတမ်းအမုန်းတရားမရှိအောင်နေတဲ့လူလေ။ तू ဘယ်တော့မှအမုန်းနေဆိုရင်အသာမျိုး तू ဂီတလောကထဲမှာလည်း तू ဩကရာဖြစ်ရေးလည်း तू လုပ်တဲ့လူမဟုတ်ဘူး။ तू လူကြီးဖြစ်ရေးလည်းမလုပ်ဘူး။ပေအဖွဲ့စည်းခေါင်းဆောင်မှလည်း तू မလုပ်ဘူး။သူကသူပြောပြောရှင်အေးစေးပဲနေခဲ့တဲ့လူဖြစ်တဲ့အတွက်သူကတော့အမုန်းမရှိပဲနေနိုင်တဲ့ဂီတာသမားပေါ့နော်အခုတော့ကျတော့သူ့နေရာအစားထိုးပြီးတော့ဂီတာတွေတီးကြတယ်ဆိုကြတယ်ရေးကြတယ်ပေါ့နော်ဒါမှမဟုတ်ဂီတာတီးကြတယ်ဆိုရင်တော့အတိုက်ခိုက်တွေအများကြီးလေအခုတော့ဆိုတော့ဒီမှာအင်တာဗျူးတွေမှာလည်းတိုက်ကြဖိုက်ကြတာအများကြီးဆိုတော့အခုတော့ကသူ့လောက်တော့မဖြူစင်နိုင်ဘူးလေ တင်မှာအကရုံးမှာတော့အများကြီးဒဏ်ရာတစ်ချက်တွေလည်းအများကြီးအကိုထိထားတာလည်းအများကြီးအကိုပစ်ထားတာလည်းအများကြီးအကိုပစ်တာလည်းအများကြီးဒီလောကမှာဆိုကိုပစ်တာကိုအားကျဆိုတာသူ့လိုမျိုးအကိုလို့မနေနိုင်ဘူးလေ။ तू ကတကယ်ကိုအရာအားလုံးကိုငင်းငင်းရင်းနဲ့ပဲနေတာ။ကိုကငင်းငင်းရင်းတစ်ခုလည်းနေအကိုတို့ကောင်နေဟိုဘယ်လိုပြောမလဲ။ဒီလိုရက်ဒီလိုမရအောင်ခစ်ကြီးကပြောင်းသွားညီလေးကသူတို့ခစ်မှာကြတော့ငင်းငင်းအမှုမြန်သမားအများကြီးမရှိဘူး။ကိုတို့ကြတော့ခုလိုပေါ့ဆောက်ောက်ဆိုင်မှာဆိုတဲ့လူရောမဆိုတဲ့လူတွေရောတျောက်တျောက်ပုတ်ခတ်တာလည်းအများကြီးလေ။ TikTok တွေ၊ Selly တွေပါညာအဲ့ဒီခစ်မှာ social media ခစ်မှာကိုပီတာကမလိုက်လာတော့ဘူးလေ။ ်တယ်ပါ तू မလိုက်လောက်သူပျော်စွဲနေတာပဲတကယ်တမ်းတော့သူ့ရဲ့မော်ရာအဟောင်းကိုတော်မီကျော်နိုင်ဆိုရင်စုံတာကြားလာပြီစုံတာအနည်း20ကျော်ပြီဆိုတော့အဲ့လောက်ကြီးကြောက်သူတို့ကြာခဲ့တယ်တော့သူတို့အခုတည်းဒီလောကရမှာ तू နေနိုင်တယ်ဆိုတော့ဘလောက်စိတ်ငြိမ်းချမ်းလို့နေနိုင်တာလဲပေါ့နော်ပြောချင်တယ်ဆိုတော့နေရာတကအပူတွေမယူတော့ဘူးကွာတင်ပါခုနပြောသလိုအာကိုသိန်းကိုသိန်းနဲ့ဆင်မွာဆိုတယ်လူတဲ့ကိုသိန်းနဲ့ဘလိမ့်ရင်ဘလိမ့်မယ်တင်ပါဝေဘယ်ဝေဘယ်မယ်ကဲရင်ကဲရင်မယ်ကွန်ပျူတာကိုသိန်းနဲ့ငါသလိုဆိုလို့ငါသလိုဆိုမယ်သူလုံးဝမရှိဘူး तू လိုက်မပြိုင်ဘူး ပြောချင်တယ်ပေါ့ကိုသိန်းနိုင်ချက်ချင်းနာမည်ကြီးွားမယ်လေ तू LVG ကကိုသိန်းနိုင်နာမည်ပြီးစုံရဲတဲ့စုံမယ်ပါ तू လုံးဝလောက်တာမရှိဘူးအဲ့လိုနေတတ်တာဟိုတော့အကိုလုံးဝချစ်ချူတယ်လေးစားတယ်အောင်မြင်မှုနာမည်ကြီးမှုဝေးချင်းတော့ကိုဗစ်ကမပါမလိုက်ခဲ့ဘူးနော်အခုနောက်ဆုံး तू အသက်80ရှိမှန်းဆုံးပါမယ်အကိုလို့ရတည်တော်တယ်ဒီလောက်ထိဒီလိုသွေးအေးအေးနဲ့နေနိုင်ပြီးတော့အမှုပညာလောကကိုလောကရန်ကိုခံနိုင်ပြီးဖြတ်တန်းနေဆိုရင်အကိုတို့ကအများကြီးတရားရကြကောင်းပါလေအတူယူကြကောင်းပါလို့ပြောချင်တယ် ကခက်ကြီးရလေမကောင်းတော့လေစတေရှိုးတွေဆိုလည်းရင်တော့လို့အများကြီးမရှိဘူးသူတို့ခက်တော့လို့လေလမ်းပေါ်မှာတိုက်ကြီးတွေချပြီးတော့တီးကြတဲ့ခက်လည်းမဟုတ်တော့ဘူးเนาะကလပ်တွေဘားတွေမှာတီးကြတဲ့ခက်ကြီးမှအခုတို့လည်းကလပ်တွေဘားတွေမှာမတီးပြတ်တာအများကြီးလေဆိုတော့အမှုမြန်သမားတွေနဲ့ပြည်သက်နဲ့တိုက်ရိုက်ထိတွေ့ရတဲ့စတေရှိုးတွေမရှိတဲ့ခက်ကြီးမှာကွယ်လွန်သွားတဲ့အမှုမြန်ရှင်တွေအများကြီးပါဒါကိုယ်စုံဝင်းရှိန်တို့တဲ့မှာခုနပြောသလိုပေါ့เนาะနာမည်ကြီးအစိုးရအများကြီးကွယ်လွန်သွားတော့သူတို့ကိုအခုအရန်နဲ့မျောပါတယ်တကယ်တမ်းဆိုသူတို့ကဟိုမျောတော့ခမ်းမလို့နေရာမျိုးမှာပြည်သူတွေပြည့်အကြီးကြီးတဲ့ပန်းချန်တွေနေရာမျိုးမှာဟိုပြည်သူချင်းမြင်လို့နေရာမျိုးမှာ ပေးတဲ့နဲ့တက်ရဖြုတ်ပြီးတဲ့နိုင်ငံသားမှဆိုကန်ဒီရောဂျာတို့လို့ပေါ့ကွာဒါမှဆိုလိုမျိုးတွေဖြစ်ရမှာပေါ့အခုကခင်မကောင်းတဲ့ဂျာနာမှာသူတို့အမှုပညာချင်းတွေကိုပြောက်ခွင့်မရမယ်နဲ့ကွယ်လွန်သွားတဲ့အတွက်တော့အခုတို့စိတ်မကောင်းဖြစ်မိပါတယ်နောက်ထပ်ခင်ကောင်းတဲ့အချိန်ပြန်ရောက်ခဲ့တဲ့အချိန်မှာကွန်ပျူတာကိုအမှုပညာလောကထဲကိုတစ်ခေါက်ပြန်အလဲရောက်ပြီးတော့အမှုပညာလေးနဲ့ပြန်လဲတွေ့ဆုံကြပါတယ်ပြန်လဲပြီးတော့ကျွန်တော်လောကကိုပြန်လာနိုင်ပါစေဆိုပြီးကျွန်တော်ကြိုးစို့ဖိတ်ခေါ်ပါတယ်ပြောချင်ပါတယ်